အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့9ရက်17လ2025တနေ့ကနေနေ့ကျွန်တော်ရဲ့တန်ရီယန်ပလန်ဆော့ဒေးဒရီလေးလာနေပြန်လဲကြည့်လို့လိုက်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်ပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်ဈေးရောင်းသွားရင်းနဲ့ကြုံတွေ့ရတဲ့အဖြစ်အပျက်လေးကို ပြန်လဲမျှဝေပေးမှာဖြစ်ပါတယ်ကျွန်တော် ျွန်တော်ဖောက်တဲ့ဆိုင်ရှိမှာကျွန်တော်ရောက်သွားတော့ကျွန်တော်အရင်တခြားအဲကျဲဦးနဲ့ကွန်ပျစီရောင်းနဲ့ကာဒစီကရောက်ရှိနေပြီးပြီပေါ့ကျွန်တော်လည်းရောက်သွားရောကျွန်တော်ဖောက်တဲ့ကဟောဖောက်တဲ့လာပြီပေါ့ကျဲဦးကတော့သူ့မှာပဲကျွန်တော်မှာပဲယူမရမယ်ဆိုတဲ့ပုံစံမျိုး သူတို့အချင်းချင်းပြောနေတာကိုကျွန်တော်မနီမဝေးရနေပြီးတော့အဲရိတ်စားမိတယ်ပေါ့အဲကျွန်တော်ဖောက်တယ်လို့ဘာလို့ပြောလဲဆိုတော့ကျွန်တော်ကဒီဆိုင်ကိုကြက်ဥပုနေတာကဆယ်စုနှစ်တခုကျော်လောက်ရှိပြီကျွန်တော်စပူတဲ့အချိန်တုန်းကလည်းအဲဘယ်သူမှအဲဆိုင်ကိုလာပို့တာမရှိကျွန်တော်လိုမျိုးပို့ပေးတာမရှိသေးဘူးပေါ့ အဲ့ဒါကြောင့်မို့ကျွန်တော်ဖောက်တယ်လို့သုံးနှုန်းချင်းဖြစ်ပါတယ်အဲအဲ့ဒီအယောင်စီးမလေးကသူအခြားပစ္စည်းတွေတော့သူရောင်းရတာပေါ့အချောက်ချမ်းပစ္စည်းတွေကကြက်ဥမရောင်းရတော့အဲအဲသူကြေကွဲတယ်ပေါ့အဲ့လိုပုံစံမျိုးလေးပြောနေတယ်ပြောနေတယ်ဆိုသူကတော့မှကျွန်တော်တည်တည်ချာချာမျက်နှာချင်းဆိုင်မကြည့်ဖြစ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ ဟိုကျွန်တော်ကိုမျက်နာပူနေမှာဆိုလို့ပါမျက်နာပူခြင်းမှလည်းပူမှာပေါ့အဲသူပြောတဲ့ကြည်ဟိုသူကြည်ခွဲသွားပြီသွားကြည်သူကြည်ခွဲသွားပြီဆိုတဲ့ဟာလေးကိုကျွန်တော်ပြောပြချင်တာပါတကယ်ဆိုသူကအဲ့ဒီဆိုင်ကိုဟိုလမ်းကြောင်းတက်ဝင်ချယုံရောင်းရတဲ့ပုံစံမျိုးပါ ကျွန်တော်ကကျွန်တော်ကျွန်တော်လမ်းကြောင်းကနေခွဲထွက်ပြီးတော့မှဒီဆိုင်ကိုတက်တက်အဲ10မိနစ်15မိနစ်လောက်ကားမောင်းပြီးမှသွားပို့ပေးတဲ့အနေထားပါတကယ်လို့သာ ကျွန်တော်သာအဲသူနောက်9မိနစ်လောက်နေမှကျွန်တော်ရောက်သွားပြီဆိုရင်ဥမာသူကြောက်ချက်ပြီးမှ ကျွန်တော်ရောက်သွားတယ်ဆိုရင်ကျွန်တော်ကြောက်ကျွန်တော်ကြောက်ရောင်းရတော့မှမဟုတ်တော့ဘူးပေါ့အဲအဲ့ဒါဆိုဘယ်သူကပို့ပြီးခြေပွဲရမလဲဆိုတာလေးကို ပြောပြခြင်းတာပါအဲ့ဒါလေးပါအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ